BSN News ပြည်သက်များမင်္ဂလာပါခင်ဗျာ ခုချိန်အစပြီး BSN News ရဲ့နိုင်ငံတကာသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ American ရဲ့ online လိမ်လည်မှုဆွဆွဲချက်တွေကို Cambodia Company Prince Holding Group ပဲချတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ် American တရားရေးဌာနက Cambodia ခြေဆိုင် Prince Holding Group လုပ်ငန်းစုတည်ထောင်သူချန်ဂျီအား online လိမ်လည်မှုနဲ့တရားစွဲတဲ့အမှုကို ပြီးခဲ့တဲ့အော်တိုဘာလ14ရက်နေ့မှာလူသေရှင်ကြားကြေညာခဲ့ပါတယ်။တရားစွဲဆိုချက်အရချန်ဂျီဟာကမ်ဘောဒီးယားမှာလူကုန်ကူးခံရသူများအားအွန်လိုင်းလေလံမှုကြားပြန်များလုပ်ဆောင်ဖို့အတင်းအကျပ်အလုပ်စေခိုင်းရမှာစီမံခန့်ခွဲသူလို့ဖော်ပြထားပါတယ်။ဒါပြင်၎င်းဟာနိုင်ငံဖြတ်ကျော်ယာစွဲမှုဂိုင်းများကိုလက်ပတ်နေကြောင်းဆွဆွဲထားပြီးသူရဲ့ဒေါ်လာ15ဘီလီယံကျော်ရှိတဲ့ပိုင်ဆိုင်မှုတွေကိုအမေရိကန်ပြည်ထောင်စုတရားရေးဌာနကသိမ်းဆည်းခဲ့ပါတယ်။အမေရိကန်တရားရေးဌာနက Prince Group ကို အာရှရဲ့အကြီးဆုံးနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုအဖွဲ့အစည်းများတွေကတခုလို့ခေါ်ဝေါ်ခဲ့ပြီးဗြိတိရှ်ကမ်ဘောဒီးယားနိုင်ငံသားဖြစ်သူချန်ဂျီဟာလွတ်မြောက်နေစေလို့ပြောကြားခဲ့ပါတယ်။ UK ကလည်း Prince Holding Group လုပ်ငန်းစုရဲ့အင်ဂျင်မြေပိုင်ဆိုင်မှုဒေါ်လာတန်း130ကျော်ကိုထပ်မံထိန်းချုပ်ခဲ့ပြီးထိုင်ဝမ်စင်ကာပူနဲ့ဟောင်ကောင်တို့ကလည်းနိုင်ငံအလိုက်သိမ်းဆည်းမှုတွေပြုလုပ်ခဲ့ရမှာဒေါ်လာတန်း350အထိရှိခဲ့ပါတယ်။စုံစမ်းစစ်ဆေးသူတွေရဲ့အဆိုအရ ရာဇဝတ်မှုကရရှိတဲ့ငွေများလို့စွပ်စွဲထားတဲ့ဒေါ်လာ15ဘီလီယံတန်ဖိုးရှိတဲ့ Bitcoin တွေကိုတင်စီခဲ့ပြီးတရားရေးဌာနသမိုင်းမှာအကြီးအမားဆုံးပိုင်ဆိုင်မှုတင်စီခြင်းဖြစ်တယ်လို့သိရပါဗျ။ဒါပေမဲ့ Prince Holding Group လုပ်ငန်းစုကစွပ်စွဲချက်တွေကိုလုံးဝပယ်ချကြောင်းပြီးခဲ့တဲ့နိုဝင်ဘာလ17ရက်နေ့ကပြောကြားခဲ့ပါတယ်။မကြသေးမီကစွပ်စွဲချက်တွေဟာအချင်းမြင့်မရှိဘဲဒေါ်လာဘီလီယံပေါင်းများစွာတန်ဖိုးရှိတဲ့ပိုင်ဆိုင်မှုတွေကိုတရားမဝင်တင်စီရမှာအကြောင်းပြဖို့ရည်ရွယ်ပုံရပါတယ်။အချက်လက်တွေပေါ်ထွက်လာတဲ့အခါ Prince Holding Group နဲ့ဥက္ကဋ္ဌဟာအပြည့်ဝအပြည့်ကင်းစင်လိမ့်မယ်လို့ယုံကြည်ပါတယ်လို့ကုမ္ပဏီရဲ့ထုတ်ပြန်ချက်မှာပြောကြားထားပါတယ်။ဒါပြင် American တရားရေးဌာနရဲ့ဆွေးဆွဲချက်တွေဟာလုပ်ငန်းစုကဝန်ဆောင်မှုပေးနေတဲ့ထောင်ပေါင်းများစွာသောအပြစ်မဲ့ဝန်ထမ်းများမိဘများနဲ့လူမှုတိုင်းဝန်းများအားထိခိုက်နစ်နာမှုများဖြစ်စေတယ်လို့ဖြည့်ဆွတ်ပြောကြားခဲ့ပါတယ်။ဒါပေမဲ့လည်းရှင်းနေတွေကတော့ကုမ္ပဏီဟာအွန်လိုင်းကွန်ရက်တွေကိုကျယ်ကျယ်ပြန့်ပြန့်လုပ်ကင်နေတယ်လို့ဆွဆွဲထားပြီးအခြေရေးဒါမှမဟုတ်စီးပွားရေးလိမ်လည်မှုတွေနဲ့ လူအများကိုပြစ်မှတ်ထားတာရရှိတဲ့ငွေတွေကို cryptocurrency digital ငွေကြေးမှတဆင့်ငွေကြေးခွာချခဲ့ကြောင်းပြောကြားခဲ့ပါတယ်။ online လိမ်လည်မှု ကြားပြန်လုပ်ငန်းဟာအရှိတောင်အာရှတစ်ဖက်မှာပြန့်နှံ့လာခဲ့ပြီးရိုးရိုးရုံးကန်အဆောက်အုံများဒါမှမဟုတ်ဂိုးရောင်များမှ လုတ်ကန်လေးရှိကလိမ်လည်သူတွေဟာကမ္ဘာတစ်ပတ်ချမ်းမှာနေထိုင်သူတွေကိုပြစ်မှတ်ထားကြပါတယ်။အချို့လူသမားတွေဟာကြားပြန်အလုပ်ကိုကိုယ်ပိုင်ဆန္ဒအလျောက်ဝင်ရောက်လုတ်ကန်နေကြခြင်းဖြစ်ပေမဲ့လည်းအချို့ကတော့လူကုန်ကူးခံရတာ အကျဉ်းထောင်နဲ့တူတဲ့ပုံစံနဲ့ဖန်စီထိမ့်သိမ်းခံထားရပါတယ်။ကမ္ဘောဒီးယားရဲ့အကြီးဆုံးလုပ်ငန်းစုတွေထဲကတစ်ခုဖြစ်တဲ့ Prince Holding Group ဟာ2015ခုနှစ်ကစပြီးအင်ဂျန်မြေငွေကြေးနဲ့စားသုံးသူဝန်ဆောင်မှုလုပ်ငန်းတွေကိုနိုင်ငံပေါင်း30ကျော်မှလုပ်ကိုင်ရရှိပါတယ်။အဲဒီလုပ်ငန်း Empire ဟာအရှေ့တောင်အာရှနိုင်ငံမှာနေရာတိုင်းနေပါရှိပြီးမြို့တော် Finance ပင်မှာရှိတဲ့ Prince International Plaza ဆိုတဲ့ ကြီးမားတဲ့ဈေးဝယ်စင်တာအပါအဝင်အင်ဂျန်မြေယင်းနှိမ့်နှံမှုဒေါ်လာ1ဘီလီယံကို ပိုင်ဆိုင်ကြောင်းသိရှိရပါတယ်ခင်ဗျာအခုတခါဂျပန်ဝန်ကြီးချုပ်ရဲ့ထိုင်ဝမ်ဆိုင်ရာပြောဆိုချက်ကိုယူသိမ်းဖို့တရုတ်ကတောင်းဆိုတဲ့ဆိုတဲ့သတင်းကိုလည်းတင်ဆက်ပေးပါမယ်တရုတ်နိုင်ငံရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနကဂျပန်ဝန်ကြီးချုပ်ဆာနီတခိုင်ချီရဲ့ ထိုင်ဝမ်နဲ့ပတ်သက်တဲ့ပြင်းထန်တဲ့ပြောဆိုချက်တွေကိုပြန်လည်ရုပ်သိမ်းပေးဖို့လူဝင်မာလာ73ရဲ့ကြက်တပရင်းလေးကတောင်းဆိုခဲ့ပြီးမဟုတ်လို့ရှိရင်ဂျပန်နေနဲ့ဖြစ်ပေါ်လာမယ့်အကျိုးဆက်တွေအားလုံးကိုခံယူရမယ်လို့သတိပေးခဲ့ပါတယ်။ဘေကျင်းမှာနိုင်ငံဆိုင်ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူလင်းချန်းကသတင်းစာရှင်းလင်းပွဲမှာဝန်ကြီးချုပ်တာခိုင်ချီရဲ့ပြောဆိုချက်တွေဟာတရုတ်နိုင်ငံရဲ့ပြည်တွင်းရေးကိုရိုင်းပြစွာဝင်ရောက်ဆော့ဖက်ခြင်းဖြစ်ပြီးနိုင်ငံဆက်ဆံရေးကိုဆိုးရွားစွာထိခိုက်စေတယ်လို့ပြောကြားခဲ့ပါတယ်။ဝန်ကြီးချုပ်တာခိုင်ချီက လွန်ခဲ့တဲ့သတင်းဘက်ကပါလီမန်မှာပြောကြားရမှာတရုတ်နိုင်ငံကထိုင်ဝမ်ကိုတိုက်ခိုက်ပါကဂျပန်အတွက်ရှင်သန်မှုကိုချိန်ချောက်တဲ့အခြေအနေဖြစ်လာနိုင်ပြီးတိုကျိုမှစီးရေးတုံ့ပြန်မှုဖြစ်ပေါ်စေနိုင်တယ်လို့ပြောဆိုခဲ့ရမှာဘေကျင်းနဲ့တန်တမာရေးရာညှင်းပွားမှုတွေစတင်ဖြစ်ပွားခဲ့ပါတယ်။ဒီမိုကရေစီနည်းနဲ့အုပ်ချုပ်နေတဲ့ထိုင်ဝမ်ကိုတရုတ်က၎င်းရဲ့နယ်မြေဖြစ်တောင်းဆိုထားပြီးအဲ့ဒီကျွန်းကိုအင်အားသုံးပြီးထိန်းချုပ်ဖို့ဖြစ်နိုင်ခြေလည်းရှိနေပါတယ်။ထိုင်ဝမ်ဆိုရကတော့ဘေကျင်းရဲ့တောင်းဆိုမှုတွေကိုညှင်းပယ်ထားပြီး ထိုင်ဝမ်ကျွန်းရဲ့အနာဂတ်ကို၎င်းရဲ့ပြည်သူများသာဆုံးဖြတ်နိုင်မယ်လို့ပြောဆိုထားပါတယ်ခင်ဗျာအခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ပုံဟမ်းမင်းကြီးလီယိုကမြန်မာနိုင်ငံစစ်ဘေးဒုက္ခသည်တွေအတွက်မမေ့လျော့ဖို့နဲ့လူသားရင်းစာနာမှုဆိုင်ရာအကူအညီများပေးရဖို့နိုင်ငံတကာအတိုင်ဝန်အားတိုက်တွန်းတဲ့သတင်းပဲဖြစ်ပါတယ်။ပုံဟမ်းမင်းကြီးလီယိုကဗာတီကန်မြို့မှာဗိုလ်ဒိုးနီက General Audience အစီအစဉ်အဆုံးမှာ စစ်ဘေးဒုက္ခသည်များအတွက်အထူးသဖြင့်မြန်မာနိုင်ငံအတွက်ဆူတောင်းပေးကြဖို့ချစ်ခင်ယုံကြည်သူများအားဖိတ်ခေါ်လိုက်ပါတယ်။အထူးသဖြင့်နှစ်ပေါင်းများစွာပြည်တွင်းပဋိပက္ခတွေနဲ့ပြည်တွင်းမငြိမ်သက်မှုတွေကြောင့်ပျက်စီးခဲ့ရတဲ့မြန်မာနိုင်ငံအတွက်ဆူတောင်းပေးခဲ့ပါတယ်။ကဘာအရရကစစ်ပွဲတွေရဲ့အကြမ်းဖက်မှုတွေကြောင့်စစ်ပေးဒုက္ခသည်များအတွက်ဆူတောင်းပေးကြဖို့ဖိတ်ခေါ်ပါတယ်လို့၎င်းကပြောကြပါတယ်။အထူးသဖြင့်ပုံရံမင်းကြီးလီယိုကမြန်မာနိုင်ငံပြည်သူများအတွက်နိုင်ငံတကာတိုင်ဝမ်အားမြန်မာပြည်သူများအားမမေ့လျော့ဖို့နဲ့ လိုအပ်တဲ့လူသားချင်းစာနာမှုဆိုင်ရာအကူအညီများပေးရဖို့တိုက်တွန်းခဲ့ပါတယ်။ကမ္ဘာအဆိုရဆုံးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကြံအစည်များထဲမှနိုင်ငံတကာနိုင်ငံအဖြစ်ဆက်လက်ရင်ဆိုင်နေရချိန်မှာမြန်မာနိုင်ငံအတွက်ပုံရမ်းမင်းကြီးရဲ့ဆူတောင်းစကားတွေထွက်ပေါ်လာခဲ့ပါတယ်။ဒီမိုကရေစီနီးကြရွေးကောက်တင်မြှောက်ထားတဲ့အဆိုရကိုဖျောက်ချပြီးစစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်းငါးနှစ်မိဘကြာပြည်တွင်းစစ်ကြောင်းလူထောင်ပေါင်းများစွာတည်ဆုံးခဲ့ပြီးသုံးသန်းကျော်ဟာအိုးမဲအိမ်မဲဖြစ်ခဲ့ရပါတယ်။ 2021ခုနှစ်မှာအာဏာသိမ်းမှုကိုဆန့်ကျင်တဲ့လူမှုဆန္ဒပြပွဲများစတင်ခဲ့ရာဒီမိုကရေစီလိုလားတဲ့အင်အားစုများတိုင်းရင်းသားလက်နက်ကိုင်ဖွဲ့များနဲ့အာဏာသိမ်းစစ်တပ်အကြားပြင်းထန်တဲ့တိုက်ပွဲများဖြစ်ကိုကြောင်းလဲသွားခဲ့ပါတယ်။အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခတ်မှုတွေနဲ့အကြမ်းဖက်တိုက်ပွဲတွေကြောင့်မျိုးများနဲ့ကြေးရွာအများပြားပျက်စီးခဲ့ရပြီးတန်းနဲ့ချီတဲ့အစားအစာဆေးဝါးနဲ့မိုးကများထုတ်ပတ်မှုလိုအပ်နေပါတယ်။ယခုကမြန်မာနိုင်ငံလူဦးရေထွက်ကျော်ဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများလိုအပ်နေတယ်လို့ကုလသမဂ္ဂကခန့်မှန်းထားပါတယ်ခင်ဗျာ။